ရာသီသစ်မှာအသင်းကိုအကောင်းဆုံးပြန်လည်တိဆောက်နေတဲ့ရခိုင်ယူနိုက်တက်အသင်းဟာမြန်မာလက်ရွေးစင်အသင်းတိုက်စစ်မူဟောင်းဖြစ်တယ်လို့ရန်ကုန်ယူနိုက်တက်အသင်းရဲ့ကစားသမားကြည်လင်းကိုတရားသည့်စာချုပ်နဲ့ပြန်လည်ခေါ်ယူဖို့နှစ်ဖက်သဘောတူညီမှုရခဲ့ပြီလို့သိရပါဗျ။ကြည်လင်းဟာပြီးခဲ့တဲ့နှစ်ဘောလုံးရာသီအစမှာတိုက်စစ်မူကြော်ကိုကိုနဲ့အတူရခိုင်ယူနိုက်တက်အသင်းကိုရောက်ရှိခဲ့ပေမဲ့ရန်ကုန်ယူနိုက်တက်အသင်းကိုပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ခုခါမှာတော့ရခိုင်ယူနိုက်တက်အသင်းကိုတကြောပြန်ပြန်လည်ရောက်ရှိလာခဲ့ပြီး ဂျီလင်းဟာပရိုပီတာရဲ့ကစားမဖြစ်လို့အတင်းကပြန်လည်ခေါ်ယူခဲ့တာလို့ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ဝိုင်းတိုက်စစ်မှုဂျီလင်းအနေနဲ့ရခိုင်ယူနိုက်တက်မှာကစားဖို့အတွက်နှစ်ဖက်သဘောတူညီမှုရခဲ့ပြီးဆိုပေမဲ့လာမယ့်အေဗီလာ၁ရက်နေ့မှသာအတင်းနဲ့စတင်ပူးပေါင်းမယ်လို့လည်းသိရပါတယ်။ရခိုင်ယူနိုက်တက်အတင်းဟာပြီးခဲ့တဲ့နှစ်ကရလက်တွေမကောင်းခဲ့တာကြောင့်လာမယ့်ဘောလုံးရာသီတက်မှာရလက်ကောင်းတွေပိုင်ဆိုင်နိုင်ဖို့အတွက်အသင်းကိုအကောင်းဆုံးတိစောက်နေသလိုနိပြတ်တိကစားမအသစ်တွေလည်းဇက်တိုက်ခေါ်ယူနေတာကိုတွေ့ရပါဗျ နီးပြချုပ်ဖြစ်ဘရာဇီးလူမျိုးနီးပြရီကာဒိုဒါရိုချာကိုခန့်ထားသလိုကစားသမားအသစ်တွေဖြစ်တိုက်စစ်မှုခင်ကျော်ဝင်၊ကွင်းလေကစားသမားအွန်လိုင်းဝင်အွန်လိုင်းဝင်တို့ကိုခေါ်ယူထားပြီးဖြစ်ကာဂျီလင်းကတော့စိုးရမြောက်ကစားသမားခေါ်ယူမှုဖြစ်ခဲ့ပြီးရခိုင်ယူနိုက်တက်အသင်းအနေနဲ့နောက်ထပ်လည်းကစားသမားအသစ်တွေထပ်မံခေါ်ယူအားဖြင့်တွားအောင်မယ်လို့အသင်းဘက်ကကြေညာထားပါတယ်ခင်ဗျာ။